ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာစိုင်းကယ်စီးလာတဲ့အမျိုးသမီးတအုပ်ကိုအိမ်စည်းကားနဲ့အုပ်စုဖွဲ့ပြီးတော့လူရက်တဲ့သူတွေကချိန်ချောက်လူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမကြီးရဲ့ဘေးလန်းကိုစိုင်းကယ်မောင်းပြီးတော့ဝင်လာတဲ့အမျိုးသမီးတအုပ်ကိုအေပီလာ22ရက်နေ့နေ့လယ်ပိုင်းမှာအုပ်စုဖွဲ့ပြီးတော့လူရက်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။အနောက်ရောင်အိမ်စည်းကားနဲ့မောင်းနေလာတဲ့သူတွေက ဆိုင်ကယ်ကိုပိတ်ရပြီးတော့ဓာတ်နဲ့ခုံးမဲ့ပုံစံမျိုးနဲ့ချင်းချောက်ကဖုန်းနဲ့ဆိုင်ကယ်ကိုယူဆောင်သွားခဲ့တယ်လို့သိရပါဗါးဒါကြောင့်ဆိုင်ကယ်ဆီလာတဲ့အမျိုးသမီးဟာခြေချင်းပြန်သွားရတာကိုတွေ့ရပါတယ်ဘူးဆယ်မျိုးဟာတရုတ်နိုင်ငံနဲ့နယ်စပ်အဓိကကုန်သွယ်ရေးမျိုးဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့2023ခုနှစ်အော်တိုဘာလ28ရက်နေ့ကစတင်ခဲ့တဲ့1027ဆက်စင်ရေးအတွင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကတိုက်ခိုက်ရန်ပြင်ဆင်နေတဲ့အချိန်တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့အပြစ်ခတ်စာချုပ်လက်မှတ်ရေးထိုးခဲ့ရတယ်လို့သိရပါတယ်။ အပြစ်ခတ်ရက်စဲရင်လက်မှတ်မထိုးခင်ဘူဆယ်မြို့ကိုမတိုက်ခတ်ရသေးတော့လေဘူဆယ်အနီး105မိုင်ကုန်းသွယ်ရေးဆောင်ကိုမဟာမိတ်ညီနောင်များကတည်ယူခဲ့တယ်လို့သိရပါဗျ ဘူဆယ်မြို့ပေါ်ကိုစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်စစ်ကောင်စီဟာဘူဆယ်မြို့မှာတရားဥပဒေစိုးမိုး၍မဆောင်ရွက်နိုင်တော့ပဲနဲ့လူရဲမှုများပြန်ပေးဆွဲမှုများမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကဘူဆယ်မြို့ပေါ်ကအမျိုးသမီးတအူးလူရဲတပ်ဖြတ်အလောင်းဖြောက်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်အသက်20ခန့်အမျိုးသမီးတအူးဟာဇန်နဝါရီလ9ရက်နေ့ကနေအိမ်ကနေထွက်ခွာသွားပြီးတော့ပျောက်ဆုံးသွားတဲ့အတွက်လိုက်လံရှာဖွေတဲ့အချိန်မှာ ဇန်နဝါရီလ17ရက်နေ့မှာဘူဆယ်မြို့ဝင်းစီးကရက်စက်ယုံရဲ့အနောက်ဘက်မှာရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ